ကျေးဇူးပါမီပြည်သူများအလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာကြောင့်ပကံမျိုးအောင်ဟာမြန်မာတို့ရဲ့နှလုံးသားတွေကပကံဖြစ်နေရလဲဆိုတာကိုတော့ဒီတစ်ခေါက်မှာကျေးဇူးပါမီအဖွဲ့တော်သားများကချက်ကူးတင်ဆက်ပေးလိုက်ပါတယ်။ ဘာကျော်ပကံမျိုးဟောင်းဟာမြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်အဖိုးမပြတ်နိုင်တဲ့တမိုင်းခင်ကျင်းမှုတွေတရှိနေတဲ့နေရာတစ်ခုဖြစ်ပြီးပကံမျိုးကိုခြေချောင်း၊ကုံချောင်း၊လေချောင်းကနေလာလို့ရတဲ့လိုရထားဖြစ်နေလာရောက်နေပါတယ်။အထူးသဖြင့်မြန်မာနိုင်ငံသူနိုင်ငံသားတွေရမကနိုင်ငံခြားသားတွေဟာလေပကံကိုစိတ်ဝင်စားမှုများပြပါတယ်။ အမြင့်မာတပိညုဒုမာတမယံအနုမာအာနန္ဒာဆိုတဲ့ဇကားတိုင်းပကံဒေတာဟာခီးသွွားဧည့်သည်တွေအတွက်စိတ်ဝင်စားဖို့ကောင်းတဲ့တမိုင်းကြောင်းတွေတရှိနေတဲ့နေရာတစ်ခုဖြစ်ပြီးပကံမြူဟောင်းဟာ ARD မြကန်နဘေးပေါ်တွင်တရှိပြီးနေထွက်ခြင်း၊နေဝင်ခြင်း၊ဇီဒီပထုများအကြာလေဘူးပေါင်းစီခြင်း၊ဓာတ်ပုံရိုက်ခြင်းဖြင့်ကဘာလက်ခီးသွွားများကိုဆွဲဆောင်စေခဲ့ပါသည်။ ုကာရယာမြောက်တဲ့ဇီဒီပထိုးများနဲ့ပကံမျိုးအောင်ဟာ2019ခုနှစ်မှာတော့ UNESCO ကမ္ဘာ့အမွေအနှစ်ဖြစ်သတ်မှတ်ချင်ခံခဲ့ရပါတယ်။ပြည်သက်များအနေဖြင့်ပကံကိုရောက်ခဲ့မယ်ဆိုရင်ဇီဒီတော်များရဲ့တမိုင်းကြောင်းများပကံဒေသရဲ့လူနေမှုဘဝတွေမြမတနခါလင်းချေခြင်းဒလိတွေဂျွန်းလုပ်ငန်းထက်ညက်လုပ်ငန်းများကိုလေ့လာနိုင်ပါကြောင်းရိုက်ကူးတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။